င်္ဂလာပါခொနည်းသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆင်မကတော့ဆောလနွေနီဖြစ်ပါတယ်ဆင်မအနေနဲ့ကတော့2025ခုနှစ်အောက်တိုဘာလအတွက်စနေသားသမီးတွေရဲ့လက်ကီအဆောင်ရေတရာလေးတွေကိုတခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာ စနေသားသမီးတွေရဲ့ထိခိုက်သရာကောင်းမကောင်းထိထိုးရမယ်နေ့အချိုးပေးကနေเนาะအချိုးပေးချိန်တိုင်းရက်ဒေတာနဲ့ပြုလုပ်ရမယ်ရေရာလေးတွေနောက်ထပ်ဒီတလလုံးတွင်းမှာစနေသားသမီးရဲ့လုပ်ငန်းကိစ္စတွေစီးပွားရေးကဏ္ဍဝေရေးကြေးရေးချမ်းမာရေးကဏ္ဍတွေအချီးရေးပညာရေးအဆပေါ့เนาะအဆဆရအစဉ်ပြေစေဖို့အထူးကံကောင်းစေမယ် lucky အဆောင် lucky ကလာပေါ့เนาะရေရာလေးတွေကိုပြပြပေးသွားမှာပါအဲ့တော့အရင်ဆုံးထိခိုက်လေးကိုပြပြပေးသွားပါမယ်ဒီတလအတွင်းမှာစနေသားသမီးတွေရဲ့ထိခိုက်လေးကတော့ထိခိုက်ကောင်းတဲ့လာလေးတလပဲဖြစ်ပါတယ်ဒီလအတွင်းမှာလည်းစနေသားသမီးတိုင်းထိ ီထိုးတင်တဲ့လာလေးတလပါပဲเนาะအဲ့တော့ထီထိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာတော့ဗုဒ္ဓနေပါပဲထို့ကြောင့်စနေသားသမီးလေးတွေကဗုဒ္ဓနေတွေမှာရွေးပြီးထီထိုးပါကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ထီထိုးမှုအတွက်အချိုးပေးလက်ကိကနန်းလေးတွေကြီးလိုက်တဲ့အခါမှာ၄ကနန်း၈ကနန်း ခွန်ကနန်းနော်ဒါအချိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်အချိုးပေးအခရာလေးတွေကတော့ဆဆဆစင်းညာအခရာတော့အချိုးပေးအခရာလေးတွေပါနော်ဒီချိန်လေးကတော့မိုးဆိုးရှိုးရာကိန်းအချိန်နံပါတ်1နံပါတ်2ကတော့ပုံနှောင်းနယ်သမီးရာကိန်းအချိန်ရှိတယ်အဲ့ဒီချိန်မှာရွေးပြီးထီထိုးတာမျိုးအဲ့တော့ဘရူနေတနေ့တာတွင်းမှာအရေးကြီးသောကိစ္စတွေစတော့စတင်ပြီးတော့လောက်ကင်တော့မယ်အရေးကြီးသောစကားတွေပြောဆိုတော့မယ်အရေးကြီးသောအကြောင်းအရာတွေမှာပြုလုပ်ပြီးအရေးကြီးသောအကြောင်းအရာတွေမှာနော်အရေးကြီးသောအကြောင်းအရာကိစ္စနဲ့ခီးသွားတာအမယ်ဆိုရင် ဒီအချိန်မှာရွေးပြီးခီးထွက်ပါပြုလို့ပြောဆိုပါအောင်မြင်မှုရရှိမယ့်အချိန်လေးတွေပါเนาะအဲ့တော့နံပါတ်1မုံဆိုးရှိုးရာဂိုင်းအချိန်လေးကတော့မနေ့6နာရီ10ရက်နေပြီးတော့7နာရီ24မှာเนาะတစ်ချိန်ဖြစ်ပါတယ်နောက်ထပ်နေ့လယ်7နာရီ73ရက်နေ3နာရီ36မှာဒီအချိန်လေးမှာရွေးပြီးတော့ထိထိုးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အရက်ဒေတာကတော့တောင်းရက်ပေါ့เนาะတခြားနိုင်ငံတွေမှာနေတဲ့သူတွေနိုင်ငံခြားတိုင်းပြည်တွေမှာနေတဲ့သူတွေအတွက်ကတော့ထိထိုးဖို့အတွက်ကြိုးပမ်းနေ့ရက်ခဏရက်အချိန်ရက်ဒီ3မျိုးပဲရွေးချယ်ပြီးထိထိုးပေးရမှာဖြစ်ပါတယ် နော်အဲ့တော့ထီထိုးပြီးသွားပြီမိမိတို့အနေနဲ့နော်ဒါအရက်ဒေတာအချိန်တိုင်းတွေတိတိကျကျရွေးပြီးတော့ထီထိုးပြီးသွားပြီဆိုရင်တော့ထိကံကောင်းမှုတွေပြုလုပ်ရမယ်ရှယ်တရာလေးရှိပါတယ်နော်အဲ့တော့မိမိတို့အိမ်ဖျားမှာရွှေပန်းလေးတွေကက်လူပါမုံလေးတစ်ပွဲကက်လူပါနော်ရွှေပန်းရယ်မုံလေးတစ်ပွဲကက်လူပေးပါခွေးစာလေးတွေဗလန်မေးခွေးလေးတွေပေါ့နော်ခွေးစာလေးတွေမကြမကြအစာကျွေးပြီးတော့ထိကံကောင်းမှုစူတောင်းခြင်းမြင့်ကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒါထီထိုးပြီးသူတိုင်းအမြဲတည်းစေပြုလုပ်လို့ရတယ်နေ့စဉ်တော့မဟုတ်တစ်ပတ်ကိုတစ်ချိန်တစ်ချိန်စေတနာရှိသူတို့ကက်လူပြီးစူတောင်းပေးရမှာပါနော် ။နောက်တဲ့စနေသားသမီးတွေပေါ့နော်လုပ်ငန်းကိစ္စအစည်းအဝေးငွေကြေးပေါ့နော်ကျန်းမာရေးအခြေပညာရေးအစားအစရာအဆင်ပြေစေဖို့အထူးကံကောင်းစေမယ့် lucky အစား lucky ဆောင်လေးကမြေစာမြေလေးတွေဆောင်ထားပေးရမှာဖြစ်ပါတယ်เนาะမြေစာမြေလေးတွေဆောင်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့ share တွေကတော့ဒါထီကန်ကောင်းမှုရောဒီတလာလုံးကန်ကောင်းမှုရောပေါ့เนาะအတူတူပါပဲအဲ့တော့ဒီရွှေပန်းလေးတွေလူမယ်ပုံလေးတစ်ပွဲကတ်လူမယ်ခွေးစာလေးတွေကျွေးပြီးဆူတောင်းပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့မိမိတို့အနေနဲ့ဒါ ဒီမြေစာမြေလေးကတော့လာလူတိုင်းလူတိုင်းအလွယ်တကူရှိရမြို့ပေါ်ပါမယ်နေနေတာနေဘက်တဲ့နေဘက်ကလူတွေဆိုတာအရန်လွယ်ကူပါတယ်เนาะမြေစာမြေတွေအရန်ပေါ်ပါတယ်အဲ့တော့ဖယ်နေရာမှာပဲရှိမြေစာမြေတွေကเนาะအလွယ်တကူစောင့်လို့ရပါတယ်အဲ့တော့မိမိတို့အနေနဲ့အိမ်တွင်းရေးအေဂျင့်ချင်းနဲ့စီးပွားတက်ချင်းနဲ့လက်လာပါတွေဝင်ချင်းနဲ့အိမ်မအေးရအဆင်ပြေချင်းနဲ့ဆိုရင်ပေါ့မိမိတို့ရဲ့ဒီ အိမ်အဝင်ဝမှာမြေစာမြင်လေးတွေစိုက်ထားပေးလို့ရတယ်ကိုကပန်းအိုးလေးနဲ့မြေစာမြင်လေးတွေကိုနော်စိုက်ထားပေးပြီးတော့အမှအရှိမှာအမြင့်တဲဒီမြေကြီးအောက်မှာမဟုတ်ခွင့်နဲ့အမြင့်ဒီတခုပေါ်လေးမှာတင်ထားပြီးစိုက်ထားပေးတာမျိုးမမီတို့ရဲ့အဲကန်းလေးထဲမှာဒါမြေအိုးအသေးလေးမှာပေါ့နော်မြေစာမြင်လေးတွေအာတင်ထားပေးတာမျိုးကိုကပန်းအိုးလေးထဲမှာမြေစာမြင်လေးတွေထိုးထားပေးတာမျိုးပြုလုပ်မယ်။နိုင်ရန်လေးတွေမှာမြေစာမြင်လေးတွေစိုက်ထားပေးတာမျိုးပြုလုပ်ချင်းချင်းလက်လာပါတွေဝင်မယ်အေးရအဆင်ပြေမယ်အေးချမ်းမယ်အိမ်နူးရဲ့အေးချမ်းတာရမှုတွေရရှိလာပါလိမ့်မယ်နော်။နောက်ပြီးတော့မိမိတို့အနေနဲ့ပေါ့နော်အရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကားဆွဲနေတဲ့သူတွေပို့ယုံပွဲစားလုပ် နေသူတွေခီးသွားလာနေတဲ့သူတွေကိုယ့်လုပ်ငန်းအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ခီးသွားတော့မယ်ဆိုမြေစာမြန်ကလေးကိုနှုတ်ပြီးတော့ခီးထွက်သွားလိုက်เนาะအဆင်ပြေလိမ့်မယ်အဲ့တော့ဒီရောင်းဝယ်စကားပြောရမယ်ဆိုမြေစာမြန်လေးနှုတ်ပြီးကိုပြောရှင်းတဲ့စကားတွေပြောပြီးအဆင်ပြေလိမ့်မယ်ကိုယ့်ရဲ့လုပ်ငန်းစပွဲမှာမြေစာမြန်ကလေးတွေစိုက်ထားပြီးထားထားပေးတာမျိုးပြုလုပ်ပါเนาะနောက်ကားမောင်းနေတဲ့သူတွေကားဆွဲနေတဲ့သူတွေကတော့เนาะမြေစာမြန်ကလေးကိုပေါ့เนาะကိုယ့်ရဲ့ကားခါမိုးသမိုကားကောင်းထဲမှာ ို့မြေအိုးလေးနဲ့ထည့်ထားပေးတာမျိုးเนาะပန်းအိုးလေးနဲ့မြေစာမြေလေးတွေစိုက်ပန်းအိုးသေးလေးနဲ့မြေစာမြေလေးတွေထည့်ပြီးတော့စိုက်ထားပေးတာမျိုးပြုလုပ်ခြင်းဖြင့်ခိုင်းနဲ့ပိုးပြီးကားဆွဲအားကောင်းမယ်ကားလုပ်ငန်းစီမံမယ်အမြန်ဆုံးနေရရှိလာလိမ့်မယ်။နောက်ထပ်ဆိုင်ငန်းဈေးကန်စတိုးဆိုင်စောက်တောက်ဆိုင်ကုံစုံကုံကြောက်ကုံစိဘားဆိုင်မဲရောင်းရောင်းကိုယ်ဆိုင်မှာဈေးရောင်းကောင်းခြင်းနဲ့ရောင်းဝယ်အဆင်ပြေခြင်းနဲ့ရောင်းဝတ်တက်ခြင်းနဲ့ဝင်ငွေတွေကောင်းခြင်းနဲ့ဆိုရင်ဆိုင်ရဲပေါ့နော်ဒီအဝင်ဝမှာမြေစာမြေလေးတွေစိုက်ထားပေးဆိုင်ရဲကောင်းတာပေါ်မှာမြေစာမြေကလေးတွေထိုးထားပေးရောင်းခြင်းနဲ့ပစ္စည်းတွေကြားထဲမှာမြေစာမြေကလေးတွေထားထားပေးရောင်းဝတ်လေးတွေအဆင်ပြေလိမ့်မယ်ရောင်းဝတ်လေးတွေတွက်လာလိမ့်မယ်ခနာကို မှာဆောင်မီရောင်းဝယ်ဒီစကားတွေပြောပြီးအဆင်ပြေလိမ့်မယ်ရောင်းအောင်ကောင်းလာလိမ့်မယ်ပေါ့နော်ဒါမိမိတို့အနေနဲ့ပေါ့နော်ဒီမြေစာမြက်ကလေးရပေါ့နော်ဒါအလွယ်တကူဆောင်လို့ရတဲ့ဟာလေးတွေပေါ့နော်ခိုင်းနေပို့ပြီးဝင်ငွေတွေတို့မယ်ရောင်းအောင်တက်မယ်နောက်ထပ်ပြီးတော့ငွေဝင်ခြင်းနဲ့ငွေမြဲခြင်းနဲ့လက်ရှိခြင်းနဲ့ဆိုမြေစာမြက်လေးနဲ့ပတ်ဆိုင်လေးမိုးလင်းတာနဲ့ပုတ်ပြီးတော့ငွေဝင်စေငွေမြဲစေလက်ရှိပါသေးဆိုပြီးတော့ပေါ့နော်ဒါဒီလက်နှိုးကာလေးတွေလက်ပွင့်ကာလေးရွတ်ပေးလိုက်နော်အဆင်ပြေလိမ့်မယ်ငွေကြေးကန်ကောင်းလာလိမ့်မယ်အခုကြီးတွားတောင်းရှင်လေဆိုမြေစာမြက်ကလေးနှုတ်ပြီးတော့အခုကြီးတွားတောင်းနိုင်အဆင်ပြေလိမ့်မယ်နော် ။နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်။ကျန်းမာရေးညံ့နေတဲ့စိတ်တော်စိတ်တော်လုပ်နေတဲ့စိတ်ကန်းပြနေတဲ့ကြီးကြီးမားမားယောဂါဆိုညံ့နေမကြောက်ချင်ဘူးဆိုမိမိရဲ့ခေါင်းကြီးမှာမြေစာမြက်ကလေးတွေထထပေးလိုက်နော်။အဲ့တော့နောက်ပြီးတော့မိမိရဲ့မွေးနံတောက်မှာလှူပေးတာမျိုးလေးတွေပြုလုပ်လို့ရတယ်နော်။ရတရားအနေနဲ့ကတော့မုံလေးတစ်ပွဲပေါ့နော်။ရွှေပန်းလေးတွေလှူပေးပါ။ခွေးစာလေးတွေကျွေးပြီးလိုရဆူတောင်းခြင်းဖြင့်ကြီးကြီးမားမားယောဂါဆိုညံ့နေမကြောက်နိုင်ပါဘူး။နော်နောက်ထပ် အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေအဆင်ပြေခြင်းနဲ့အိမ်တွင်းရေးအေးချမ်းခြင်းနဲ့တော့အိမ်အိမ်တော်ရေးဘက်နဲ့တကြက်ကြက်ဖြစ်နေတာမျိုးလေးတွေအဆင်ပြေတာလေးတွေပြေခြင်းနဲ့ဆိုရင်အမြေစာမြေလေးတွေမမိရဲ့เนาะဒါဒီခေါင်းရင်းဘက်မှာထထားပေးတာမျိုးမမိရဲ့ ပခန်းထဲမှာမြင့်တနေရာပေါ်မှာထထားပေးတာမျိုးရောင်းနောက်ပြီးတော့မိမိတို့အနေနဲ့ပေါ့နော်ဒီအခန်းရဲ့ပေါ့နော်နံရံလေးတွေမှာထိုးထားပေးလို့ရရတယ်နောက်ပြီးတော့ဘာလုပ်ပေးရမလဲဆိုတော့ကိုကလူမြန်းနောက်ကတက်ပုံပုံမှာမြေစာမြန်ကလေးတွေစိုက်ထားပေးပေါ့နော်ပန်းအုံးလေးနဲ့စိုက်ထားပေးတာမျိုးပြုလုပ်ချင်းလဲကြီးကြီးမားမားပြဿနာတွေမတက်နိုင်အောင်ပြန်ပြီးတော့အေးချမ်းလာတာမျိုးရရှိမယ်ကိုကအခုခုပြောချင်းနေဆိုရင်လည်းပဲအခုပြောစကားအောင်မြန်မြေစာမြန်ကလေးဆောင်ပြီးတော့ကိုပြောချင်းတဲ့စကားပြောပေးလိုက်အဆင်ပြေလိမ့်မယ်နော်နောက်တစ်ချက်သူစုံလဲနေနေအနေနဲ့အခြေရေးအဆင်ပြေဖို့အေးချမ်းဖို့ရရအဆင်ပြေချင်းနေဆိုရင်နော်ဒါမြေစာမြန်ကလေးဆောင်ပြီးကိုပြောချင်းတဲ့စ ကားလေးတွေပြောလိုက်ချစ်သူနဲ့သွားတွေ့မယ်ဆိုရင်မေဇာမြက်ကလေးဆောင်ပြီးသွားလိုက်ကို့အတွက်အဆင်ပြေလိမ့်မယ်နော်အဆင်မပြေဖြစ်နေတဲ့ဆက်သွယ်ပြက်ချင်ပြက်နေတာတွေပေါ့နော်ပြက်ချင်တာမျိုးဖြစ်နေတာမျိုးပြက်ပြက်နေတဲ့သူတွေအတွက်အဆင်ပြေဖို့အတွက်ပေါ့နော်ချစ်သူနုရဲ့ဓာတ်ပုံပေါ်မှာမေဇာမြက်ကလေးတွေတင်ထားပေးလိုက်နော်ပန်အိုလေးအိုတေတေလေးတုံးနဲ့ပေါ့နော်မေဇာမြက်ကလေးစိုက်ပြီးတော့တင်ထားပေးလိုက်အဲဒါဆိုပြန်ပြီးအဆင်ပြေတာမျိုးတွေဖြစ်လိမ့်မယ်လုံအင်တာဗျူးဆမ်ဝဲကိစ္စတွေရှိတယ်ဆိုမေဇာမြက်ကလေးဆောင်ပြီးအင်တာဗျူးဖြေဆမ်ဝဲဖြေပါအောင်မြင်မှုရရှိပါလိမ့်မယ်ဒါဒီဒလာလုံးအတွက်ဒါလက်ကေးအဆောင် ရေတရားလေးတွေပြပြပေးသွားတာပါเนาะဒါလက်ကြီးအဆောင်လေးပါရေတရားကတော့ဒါထိကန်ကောင်းဖို့ဒီတလာလုံးအတွက်ပေါ့เนาะရွှေပန်းလေးတွေเนาะကတ်လူပေးပါမုံလေးတစ်ပွဲကတ်လူပေးပါခွေးစာလေးတွေကျွေပြီးလိုရာဆူတောင်းပေးပါเนาะအချိုးပေးလက်ကြီးကလာလေးတွေကတော့နီညိုပွင့်နီညိုရံအဝါပွင့်အဝါရံခရမ်းပွင့်ခရမ်းရံလေးကတော့အချိုးပေးလက်ကြီးကလာလေးတွေဖြစ်တဲ့အတွက်အရေးကြီးတော့လုပ်ငန်းကိစ္စတွေအရေးကြီးတော့အကြောင်းအရာတွေမှာဝတ်ဆင်သုံးပြုခြင်းဖြစ်ကန်စရာပွင့်လန်းစီပါလိမ့်မယ်เนาะဒါတော့ဒီစနေသားသမီးတွေအတွက်ဒီတလာလုံးအတွက်ထိကန်နဲ့လက်ကြီးအဆောင်ရေတရားကလာလေးတွေကိုပြပြပေးသွားတာပါဒီအဆောင်လေးတွေဒီရေတရားလေးတွေပြုလုပ်ပေးပြီးကန်ကောင်းမှုတွေရ ယူကြပါဒီနေ့မှစစနေသားသမီးတိုင်းထီစုကြီးပောက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါသေးလုပ်ငန်းစီးပွားတိုးတက်ကြပါစေစိတ်ရချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးအေးချမ်းသာရတဲ့ဘဝလမ်းကြီးကိုရှောင်လန်းနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်